ြန်မာနွေဦးခရိုနီကယ်နိုဝင်ဘာ23မြင်ကွင်းဘယ်သတင်းအကြောင်းအရာတွေကိုမြန်မာနွေဦးမြင်ကွင်းနဲ့ရေးကြမလဲဒီနေ့အတွက်စိတ်ဝင်စားစရာသတင်းတစ်ပုဒ်ကတော့မြန်မာနွေဦးဒေါ်လင်းကိုတက်ဦးကဦးဆောင်နေတဲ့မြို့သားညီညွတ်ရေးအစိုးရဆိုရဝန်ကြီးဌာနတွေပြုပြင်ပြောင်းလဲမှုတွေပြင်ဆင်မှုစတင်လှုံ့ဆော်နေတဲ့ဆိုတဲ့သတင်းဖြစ်ပါလိမ့်မယ်။စာကလေးကအတိမပြုတ်နိုင်တဲ့သတင်းတွေထွက်နေခဲ့ပြီးအခုတော့တိကျသတင်းအဖြစ်ဗမာ VJ ကရေးသားထားပါတယ်။ NGO အစိုးရကရှော့ချဖို့စီစဉ်နေတဲ့ဝန်ကြီးဌာနလေးကတဲ့ ဒေါက်တာဆဆဦးဆောင်နဲ့ပြည်ပဆိုင်ရာပူးပေါင်းဆောင်ရွက်ဝန်ကြီးဌာန MOIC နဲ့ဝှထင်လျောင်ဦးဆောင်နဲ့ဆက်သွယ်ရေးသတင်းချက်လက်နဲ့ဤပညာဝန်ကြီးဌာန MOCID 3ဒေါက်ခင်မမမျိုးဦးဆောင်နဲ့စီးပွားရေးနဲ့ကုသရန်ဝယ်ဝန်ကြီးဌာန MOC 4ဦးနိုင်ထွန်းဖေခေါ်နိုင်သူဝနဦးဆောင်နဲ့လူ့သမားဝန်ကြီးဌာန MOL တို့ဖြစ်ကြောင်း NUG အစိုးရအဖွဲ့တာဝန်ရှိသူတို့ကဘာမှ VJ ကိုအတည်ပြုတယ်လို့ရေးသားထားပါတယ်။ အဲ့ဒီသတင်းထွက်တဲ့အထက်မှာမျက်စိမရဲ့သတင်းရင်းမြစ်ကတော့မနေ့ကတည်းကဖော်ပြချက်မှာနောက်ဝင်ကြီးဌာနတစ်ခုကိုလည်းထည့်သွင်းရေးသားထားပါတယ်။ energy အမျိုးသမီးလူငယ်နဲ့ကလေးသငယ်ရာဝန်ကြီးနော်စုဇနာလှလှဆိုဟာလေဝင်းကြီးဖြစ်ကနေနှုတ်ထွက်ပြီးဖြစ်က၎င်းရဲ့ဝင်းကြီးဌာနကိုဦးစီးဌာနအဖြစ်ပြောင်းပြီးခြားသူများကဦးဆောင်မယ်လို့ပြောတယ်လို့ဆိုထားပါတယ်ဝင်းကြီးဌာနငါးခုကိုဖျက်သိမ်းတာသို့မဟုတ်ခြားဝင်းကြီးဌာနတွေနဲ့ပေါင်းစည်းတာသို့မဟုတ်ဌာနကြီးအဖြစ်ရှင်းချတာမျိုးကို Energy အစိုးရနဲ့၎င်းရဲ့အနောက်ခံဖြစ်တဲ့ CRPH လွှတ်တော်ကိုစားပြုအဖွဲ့ကနေတည်ဝင်ထုတ်ပြန်ဖို့ပဲကြံ့တော့တာလို့ဆိုနိုင်ပါတယ်။ခုလို refund လုပ်ဖို့ပြင်ဆင်ဆွေးနွေပြီး committee တရက်ကနေကြီးကြပ်ပြီးဆောင်ရွက်ကြတာမို့အဓိကဆုံးဖြတ်ချက်ချမှတ်သူတွေက CRPH ဥက္ကဋ္ဌသမရနဲ့ဝန်ကြီးချုပ်တို့ကတာဝန်ခံပြီး energy ပြုပြင်ပြောင်းလဲရေးကိုအကောင့်ထဲပေါ်ကြတာလို့ကြားသိရပါဗါးအဲ့ဒီသတင်းထွက်ပေါ်ချိန်မှာမြန်မာစစ်ကော်မရှင်ကရွေးကောက်ပွဲတရက်ကို၎င်းတို့စိတ်တိုင်းကြချုပ်ကင်မှုတွေ ဖိနှိပ်မှုတွေနဲ့ပိုင်းလိုက်ကျင်းပဖို့ခြေလန်းတွေစိတ်လာခြင်းလည်းဖြစ်ပါတယ်။အဲ့ဒီမှာဂီတရုပ်ရှင်ဇက်သပင်စတဲ့ဖြောပြေးနုပညာရှင်တွေကိုစစ်ကော်မရှင်စိတ်တိုင်းကျရွေးကောက်ပွဲကိုထောက်ခံဝါဒဖြန့်ပေးဖို့မိတ်ပေးချင်းချောက်ခိုင်းစေလျက်ရှိပါတယ်။မြမအရေးကိုစောင့်ကြည့်နေတဲ့အဖွဲ့အစည်းတွေကစစ်ကောင်မရှိရွေးကောက်ပွဲကိုစောင့်ကြည့်ဖို့မှတ်တမ်းယူဖို့ဤမျိုးစုံနဲ့ပြင်ဆင်နေရယူနေကြခြင်းလို့လည်းမြင်တွေ့ရပါတယ်။ Real Dolan AR စုတွေကမြမစစ်ကောင်မရှိကိုရွေးကောက်ပွဲကနေထွက်ပေါက်မပေးဖို့လူလူကိုလှုံ့ဆော်နေကြပြီး ရွေးကောက်ပွဲစန့်ကျင်လှုံ့ဆော်မှုတွေအချိန်မြင့်လာကြပါတယ်။စစ်ကောင်မရှင်ထိန်ကွက်ထားတဲ့ဒေသတွေကနေရွေးကောက်ပွဲကိုအတင်းချက်ကျင်းပပြီးပိုင်လက်ရလက်တွေထုတ်ပြန်လာမယ်ဆိုရင်တရုတ်နဲ့အာဆီယံကဘယ်လိုတုံ့ပြန်မလဲ။အဲ့ဒီရလက်တွေကနေတဆင့်ပြောင်းလဲတစ်ခုကိုရဖို့နိုင်ငံတကာကစိတ်ဝင်စားနေသလားဆိုတာကိုလည်းသုံးသပ်ကြည့်ရပါမယ်။နောက်သတင်းဖတ်သူတွေမြမအရေးလိလသုံးသက်သူတွေမျက်စိကြတဲ့သတင်းကတော့အမေရိကန်ကိုယ်တိုင်ကမြန်မာနိုင်ငံပါဝင်အာရှနိုင်ငံတွေကကြားဖြန့်ခိုင်းတွေကို ပိတ်ဆို့နှိမ်တဲ့အလုပ်အဖွဲ့တွေရဲ့ရေးပေါ်ဖွဲ့စည်းပြီးခြေလန်းတွေပြင်လာတယ်ဆိုတာဖြစ်ပါတယ်။အမေရိကန်ရဲ့လက်တန်တွေကထိုင်းဆိုးရွားကိုအမေရိကန်ကိုယ်တိုင်ကဖိအားပေးနေတယ်လို့ပြည်မတရုံနိုင်ငံကလည်းကြားဖြန့်ခိုင်းတွေကိုပြင်းပြင်းထန်ထန်ရေးယူလာခြင်းဖြစ်ပါတယ်။ဒီအုပ်ဆိုးရွားကသူတို့နီးသူတို့ဟန်နဲ့လွန်ခဲ့တဲ့နှစ်တွေကတည်းကတိတုံညာနှစ်ခုစစ်စည်ရင်နောက်ခံကနေမြန်မာပြည်တွင်းကတရုတ်ကြားဖြန့်တွေကိုဖျက်တောက်နှိမ်နေနေရတာကနေမြန်မာစစ်ကောင်စီကိုပြန်လည်ဖိအားပေးနိုင်ကျိုးကင်လာနိုင်တဲ့ လက္ခဏာတွေဖြင့်မြမပြည်တောင်ပိုင်းနဲ့ထိုင်းနယ်စပ်ကကြားဖြင့်လုပ်ငန်းတွေကိုပါဖျက်တောက်စီစဉ်မှုတွေအရှိန်မြင့်လာပါတယ်။ကြားဖြင့်ဂိုင်းတွေကိုရန်သူတွေဖြင့်အရှိကောနောက်ကဆိုးရတွေစူပါပါဝါတွေကနေနေမှုလုံလာကြတဲ့အချိန်ကာလမှာမြမစစ်ကောင်စီရဲ့ရွေးကောက်ပွဲခြေလှမ်းတွေကပြည်တွင်းရေးသက်သက်ဖြစ်တာနိုင်ငံတကာရဲ့အာရုံစိုက်မှုပေါ်ဆမသွားဖို့လိုကြောင်းသုံးသပ်ကြတာလည်းရှိပါတယ်။စီယုစုကသူတို့ရဲ့ထွက်ပေါက်ရွေးကောက်ပွဲလို့စိတ်ဒုံဒုံချထားတာမို့ ဆရာနာရှင်တွေကသူတို့ရဲ့အုပ်ချုပ်ရေးဥပဒေပြုရေးပါဝါကိုခွဲဝေပြီးဖျက်ဆီးရမယ့်ရွေးကောက်ပွဲကာလအလွန်မှာသူတို့ရဲ့စစ်ဘုလောင်းတွေစစ်လက်အောက်ထက်ဂျမ်ဘုပါတီနဲ့သာလက်တွဲဖို့သာဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ဆိုရမှာဖြစ်ပါတယ်။အဲ့ဒီအတွက်စစ်ကောင်စီစိတ်တိုင်းကြရွေးကောက်ပွဲဝင်ကြမဲ့ရဲသားတွေဒီခေတ်နိုင်ငံရေးပါတီထူထောင်ခဲ့သူတွေကိုရွေးကောက်ပွဲဝင်ခွင့်အပြည့်အဝရှော့ရှော့ရှူရှူမပေးသလိုရွေးကောက်ပွဲတွေမှာလည်းအနိုင်ရခွင့်ပေးမှာမဟုတ်ဘူးလို့သုံးသပ်နိုင်ပါတယ်။စစ်ကောင်မရှင်ရဲ့သဘောထားအပြင်လက်ရှိရွေးကောက်ပွဲဝင်ဖို့အာဏာကိုခွဲဝေယူကြဖို့ မြခင်သိန်းစင်ခိရွေးကောက်ပွဲတုန်းကလို့အနိုင်ယူဖို့ပြင်ဆင်ထားတဲ့စစ်ဘိုလ်ဟောင်းတွေစေအိုစုဘတ်တော်သားတွေထောင်လွှားလာကြတဲ့ကာလကိုမြင်နေရတယ်လို့ဆိုနိုင်ပါတယ်။မြမပြည်သူများစုကတော့ဆီယနာရှင်အမြင့်ပြတ်ဖို့စီရဲသားစီးနဲ့စေအိုစုကိုရင်ဆိုင်ဖို့ဟာလက်တွေ့ကြတဲ့သဘောထားလို့ရိုးရိုးရှင်းရှင်းမြင်ထားကြတာမို့ခုမြန်မာနိုင်ငံရဲ့စီရဲမြင်ကွင်းကိုအားမလို့အားမရဖြစ်နေကြတာတော့သိကြပါရဲ့ရှင်။ ရုတ်သမရရှိချင်းပင်ဟာတောက်ကြနေက ပေကျင်းမြို့တော်မှာ ထိုင်းဘရင်မဟာဝါချီယာလောင်ကွန်နဲ့မိဖုရားစုတီတာတို့ကိုနှွေးထွေးစွာကြိုဆိုခဲ့ပါတယ်။ဒါဟာထိုင်းဘရင်တပါတရုတ်နိုင်ငံကို290အတွင်းပြမဆုံးအချိန်တွားရောက်ခဲ့တဲ့ခီးစဉ်ဖြစ်ပြီးနှစ်နိုင်ငံတန်တမန်ဆက်ဆံရေး290ပြည့်အချိန်ကာလဖြစ်ပါတယ်။ပေကျင်းအစိုးရကဒီခီးစဉ်ကိုထိုင်းနိုင်ငံရဲ့မိတ်ဆွေကောင်းအိမ်နီးချင်းအဖြစ်နဲ့ရောယုံကြည်အားထားရတဲ့စီးပွားရေးမိတ်ဖက်အဖြစ်ရော ပြသဖို့ရည်ရွယ်ပါတယ်။ဒီသတင်းပတ်အစောပိုင်းက စပိန်ဘီယင်ဖီလစ်နဲ့မီဘီယာလီတီစီယာတို့ရဲ့ခရီးစဉ်နဲ့အတူဒီခရီးစဉ်ကိုလည်းကောင်းမွန်တဲ့ဆက်ဆံရေးအဖြစ်တရုတ်မီဒီယာတွေကမီးမောင်းထိုးပြခဲ့ပါတယ်။ထိုင်းဘီယင်ရဲ့တရုတ်ခရီးစဉ်ဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဒီနှစ်ထဲမှာတရုတ်သွင်းကုန်တွေအပေါ်အခွန်နှုန်းထားတွေအကြီးအကျယ်တိုးမြင့်ခဲ့တာနဲ့တော့စံကျင်ဘက်ဖြစ်နေပါတယ်။တချိန်ကထိုင်းနိုင်ငံဟာတရုတ်နိုင်ငံကိုချင်းချောက်မှုအဖြစ်ရှုမြင်ခဲ့ပြီးစေအေးခေတ်ကာလမှာကွန်မြူနတီဝါဒကိုစံကျင်ဖို့အမေရိကန်နဲ့အနီးကပ်မဟာမိတ်ဖွဲ့ခဲ့တာပါ။ လက်ရှိထိုင်းဘရင်ဟာ1989ခုနှစ်မှာခမဲတော်ရဲ့တောင်းဆိုမှုအရတရုတ်နိုင်ငံကိုတကြိမ်သွားရောက်ခဲ့ပူပါတယ်ခမဲတော်ဘူမီဘောကတော့တရုတ်နိုင်ငံကဖိတ်ကြားခဲ့ပေမဲ့လည်းတခါမှမသွားရောက်ခဲ့ပူပါဘူးဆေးအိတ်ခေနောက်ပိုင်းတရုတ်နဲ့ထိုင်းနိုင်ငံတို့ပုံသွင်းရေးနဲ့ယင်းနှိမ့်ညွန်မှုတွေကနေတဆင့်နှစ်နိုင်ငံဆက်ဆံရေးဟာခိုင်မာလာခဲ့ပါတယ်တရုတ်နိုင်ငံဟာထိုင်းခရီးသွားလုပ်ငန်းရဲ့အဓိကရင်းမြစ်နိုင်ငံဖြစ်ပြီးတရုတ်နိုင်ငံဟာအဓိကယင်းနှိမ့်ညွန်သူဖြစ်ခဲ့ပါတယ် ပြီးခဲ့တဲ့နှစ်ကတရုတ်နိုင်ငံကနေကုန်ပစ္စည်းတန်ဖိုးဒေါ်လာဘီလီယံ80ဖိုးထိုင်းနိုင်ငံကဝယ်ယူခဲ့ပါတယ်။ဒီချိန်ထဲမှာပဲတရုတ်နိုင်ငံကအာဆီယံဒေသနဲ့လက်ရှိလွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်ကိုပို့ပြီးခိုင်မာစေဖို့အစီအစဉ်တွေကိုလည်းကျင်းပခဲ့ပါတယ်ခင်ဗျာ။ ရက်တစ်ကွန်ဂိုသမ္မတနိုင်ငံကအစင်းစင်ခြေရခံနိုင်တဲ့ကိုဘော့မက်ထရစ်တန်တထောင်ကိုပထမဆုံးအကြိမ်ထုတ်လုပ်ခဲ့ပါတယ်။ဒီကိုဘော့တပ်ထုဟာလျှက်စစ်ကားတွေ၊စမတ်ဖုန်းတွေနဲ့ laptop တွေမှာသုံးတဲ့အားပြန်သွင်းနိုင်တဲ့ lithium ion battery တွေရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့်စိန်လန်စွိုင်းအင်ကိုကူးပြောင်းရမှာဗဟုချက်အဖြစ်ရှိနေပါတယ်။ကွန်ဂိုနိုင်ငံဟာကိုဘော့တပ်ထုတိုက်အရင်းမြစ်ကြီးတစ်ခုဖြစ်ပြီးကမ္ဘာကိုဘော့စုစုပေါင်းရဲ့82ရာခိုင်နှုန်းလောက်ကိုပိုင်ဆိုင်ထားသလို လိုအပ်ချက်84ရာခိုင်နှုန်းကျော်ကိုလည်းထုတ်လုပ်ပေးနေတာဖြစ်ပါတယ်။ဒါပေမဲ့ဒီကဏ္ဍကတရားမဝင်တဲ့လက်လုပ်တပ်ထုတွေနေကလူ1.5တန်းလောက်ကိုအလုပ်ပေးထားပြီးစီမင်းစည်းကမ်းထိန်းချုပ်မှုနည်းနေပါတယ်။လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့တဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုတွေအပါအဝင်ကျင်းဝင်းနဲ့မညီတဲ့လုပ်ရက်တွေအများအပြားဖြစ်ပေါ်ခဲ့ပါတယ်။ PP ဆိုင်ယာစွမ်းအင်အေဂျင်စီ IEE ကတော့ကမ္ဘာကိုပေါ်လိုအပ်ချက်ဟာ2030ပြည့်နှစ်မှာ40ရာခိုင်နှုန်းတိုးလာမယ်လို့ခန့်မှန်းထားပါတယ်။ ဒီလိုအခြေအနေမျိုးမှာကားထုတ်လုပ်သူကုမ္ပဏီတွေနဲ့ electronic ပစ္စည်းကုမ္ပဏီတွေကကျင်းဝင်းနဲ့ညီတဲ့အရင်းမြစ်ကရရှိကြောင်းအထောက်အထားတွေကိုပိုပြီးတောင်းဆိုလာပါတယ်။ဒါကြောင့်တပ်ထုတွေနဲ့ထုတ်လုပ်သူတွေအပေါ်ကလေးလုပ်သားပပျောက်ရေးနဲ့ဘေးကင်းလုံခြုံမှုမရှိတဲ့လုပ်ငန်းတွေကိုဖယ်ရှားပစ်ဖို့ PR တွေပုံများပြလာပါတယ်။ဒါကြောင့်ကွန်ဂိုနိုင်ငံကနိုင်ငံတကာသဘာဝပတ်ဝန်းကျင်လူမှုရေးနဲ့ဥချုံမှုဆိုင်ရာစံနှုန်းတွေနဲ့ကန့်ညီတဲ့ထုတ်လုပ်မှုကိုထုတ်လုပ်နိုင်ပြီလို့ကြေညာတာဟာ ဒီဆိုရင်ပူပန်မှုတွေကိုဖြေရှင်းဖို့အတွက်ဖြစ်ပြီးတတ္ထုတူဖို့ရေးကဏ္ဍကိုတရားဝင်စနစ်တကျဖြစ်လာအောင်ပြောင်းလဲတဲ့အရေးကြီးတဲ့ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်ဒီထုတ်လုပ်မှုဟာတဘာဝပတ်ဝန်းကျင်လူမှုရေးနဲ့အုပ်ချုပ်မှုဆိုင်ရာစံချိန်စံနှုန်းတွေနဲ့ကိုက်ညီစေရမယ်လို့ကွန်ဂိုအစိုးရကပြောကြားထားပါတယ်ခင်ဗျာ ริกันသမိုင်းမှာအရှိအကြဆုံးအစိုးရလုပ်ငန်းရပ်ဆိုင်းမှုပြီးဆုံးသွားပြီးတော့ Federal အစိုးရဝန်ထမ်းတွေကြာသပတေးနေ့က Washington DC မြို့တော်မှာအလုပ်ပြန်ဝင်နေကြပါတယ်။ဒီအစိုးရရပ်ဆိုင်းမှုကြောင့် American အစိုးရဝန်ထမ်းတန်းကျော်ဟာတလကြော်ကြာလစာမရဖြစ်ခဲ့ကြရပြီးဒီခါအားကိုးနေရတဲ့ American ပြည်သူတွေလည်းစားနပ်ရိက္ခာအကူအညီတွေလည်းဖြတ်တောက်ခံခဲ့ရပါတယ်။လေကြောင်းခရီးသွားလာရေးလုပ်ငန်းတွေကိုလည်းထိခိုက်ခဲ့ပါတယ်။ဒါပေမဲ့ကြာသပတေးနေ့မှာတော့ရီကေမျိုးသားလေစစ်ကခီးတယ်တွေဟာအကောင်းမြင်နေကြပါတယ်။ but that's nothing compared ဒီနေ့အချိန်45မိနစ်လောက်နောက်ကျတာပဲရှိပေမဲ့လူတော်တော်များများကြုံခဲ့ရတာတွေနဲ့ဆိုင်ရင်ဘာမှမဟုတ်ပါဘူးကျွန်တော်တို့တော့ဘာပြဿနာမှမရှိခဲ့ပါဘူးလို့ခီးသည်တူကပြောခဲ့ပါတယ် Smithsonian ပြတိုက်များစီမံခန့်ခွဲရေးဌာနကတော့မြို့သားပန်းဉဏ်ကြီးတစ်လျှောက်ကပြတိုက်တချို့ကိုတောက်ကြာနေမှာပြန်ဖွင့်မယ်လို့ဆိုပါတယ်။ SNAP စားနပ်ရိက္ခာထောက်ပံ့ရေးအစီအစဉ်အတွက်ရမုံငွေတွေကိုလည်း24နာရီအတွင်းပြည်내တွေကပြန်ရရှိမယ်လို့စိုက်ပျိုးရေးဌာနကပြောကြားထားပါတယ်။ဒါပေမဲ့အစိုးရရက်ဆိုင်မှုဖြစ်ခဲ့ရတဲ့အဓိကကြတဲ့နိုင်ငံရေးအပွဲကတော့ဆက်ရှိနေသေးပါပဲ။ကွန်ကရက်ကအတီးပြူပြီးဖြစ်တဲ့ယာယီရမုံငွေကိစ္စမှာသမ္မတဒေါ်နယ်ထရန့်ကကုန်ကျစရိတ်တွေဖြတ်တောက်လျှော့ချဖို့လုပ်နေတာကိုမဟန်တားနိုင်ခဲ့ပါဘူး။အစိုးရလုပ်ငန်းတွေပြန်မစခင်ဒီမိုကရက်တစ်တွေဖြစ်စေခြင်းနဲ့ ဂျမားရေးဆောင်ရှားမှုထောက်ပံ့ငွေတက်တန်းတို့ဘုတ်ကိစ္စလည်းမဖြစ်ခဲ့ပါဘူး။အမေရိကန်ဆိုရဝန်တိုင်းအင်အား1.2တန်းကိုဒီနှစ်ကုန်မှာဝန်တိုင်းအင်အား3တန်းရှော့ချဖို့ကိုလည်းတမရကဆက်လက်စီစဉ်နေဆဲဖြစ်ပါတယ်။လက်ရှိသဘောတူညီချက်ရထားတဲ့တမရထရန့်ရဲ့ Federal အစိုးရလုပ်ငန်းတွေရှော့ချဖို့ကြိုးပမ်းမှုကိုလာမယ့်ဇန်နဝါရီလကုန်အထိပဲရပ်ဆိုင်ထားတာဖြစ်လို့နောက်ထပ်အစိုးရရပ်ဆိုင်မှုဟာလာမယ့်နှစ်အစောပိုင်းမှာထပ်ဖြစ်လာနိုင်စရာရှိနေတယ်လို့ဆိုပါတယ်ခင်ဗျာ။